ဲ့調査အားထုတ်မှုတွေသူ့ရဲ့ passionate ဖြစ်မှုတွေကိုကျွန်တော်အသိအမှတ်ပြုပါတယ်ဟုတ် Creating is a fire within the strength to rise ရှေ့ရ former queen တွေ Miss Grand Queen တွေ Miss Grand ရဲ့တာဝန်ရှိသူတွေရဲ့ကျေးဇူးရှိပါတယ် just a dream but a movement she is the voice of a movement ကျွန်တော်တို့ကသူ့ရဲ့အဲကျိုးစားအားထုတ်မှုတွေကိုကျွန်တော် respect ရှိရပါမယ်။ The first runner up of Miss Grand International ကျွန်တော်စီမှာကျွန်တော်စီမှာ I give my best ကျွန်တော်တို့တွေတက်နိုင်ဆုံးအကောင်းဆုံး support လုပ်သွားမှာပါကို and this is a time to rise the task stress တွေပြီးအောင်မလုပ်ပါဘူးဘေးနားမှာသူတခြားပူစရာမလိုဘဲကျွန်တော်တို့တွေအဲဒီပြိုင်ပွဲပေါ်မှာအကောင်းဆုံးအာရုံစိုက်ပြီးတော့ပြိုင်နိုင်ဖို့အတွက်ကိုကျွန်တော် fully support လုပ်သွားမှာပါခင်ဗျာကြည့်ရတော့ မစ်ဂရန်ညာကိုရဲ့ press conference ကိုရောက်နေရမှာဖြစ်ပါတယ်ဟုတ်တယ်အာအကိုပြီးခဲ့တဲ့ခေါက်ပြောသလိုပဲ CD ပွဲကဒီနေ့ကကျတော့တချို့ကပွဲလုံးနိုင်တယ်ပေါ့နော်အချိန်ကြီးကြောင်းမျိုးကြောင်းတော့ CD ပွဲတချို့ကြောင်းမလုံးနိုင်ဘူးဒါပေမဲ့ happy နဲ့ရွေးကြတယ်ဆိုတော့ဒီနေ့ကလည်းပဲရွေးထားတဲ့တရား Miss Grand Yangon ရဲ့၄ရက်ကိုစာနေစင်းနေတယ်အတက်သဘောပဲပေါ့မီဒီယာလက်ထက်အတက်သဘောပဲ launch လုပ်တဲ့သဘောဖြစ်ပါတယ်ဆိုတော့ဟော CD Miss တွေလည်းတော်တော်များနေပါပြီ အာအကုန်လုံးကလေ potential ရှိပြီးတော့အာဒါစိတ်ပါ Miss Grand ကိုတံပိုးထားပြီးတော့ Miss Grand ကိုပြိုင်ကျင်လို့လာရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစိတ်ကြည်နာမှုရှိတာထက်ကိုသူတို့ရဲ့စူးစမ်းအားထုတ်မှုတွေသူတို့ရဲ့ passionate ဖြစ်မှုတွေကိုကျွန်တော်အတိအမှတ်ပြုပါတယ်ဟုတ်အာအဓိကကတော့ကိုရိုဒီနီ Miss Grand မြန်မာ2025ရွေးချယ်အဓိကတော့မြန်မာနိုင်ငံရဲ့မြန်မာဆိုရဲဆလွယ်ကိုရင်ပတ်ထဲမှာလွှဲထားတဲ့အခါမှာ ံပါတ်၁ကတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့အတူပေါ့နော်အာနောက်ပြီးလို့ရှင်အအများအကျိုးတည်ပိုးနိုင်တဲ့သူအမျိုးသမီးအတွက်ကို role model ဖြစ်တဲ့သူတယောက်ကိုကိုရောရှာဖွေသွားမှာပဲရွေးချယ်သွားမှာပဲဖြစ်ပါတယ်အတိအက Miss Grand ကတော့ဘယ်လိုပြောမလဲဟို Miss Grand ရဲ့ style အတိုင်းပဲသွားမှာပေါ့နော်ထူးခြားမှုဆိုတော့အထက်ကိုတော့ပွဲရောက်လို့ရှင်ကျွန်တော်ပြပေးပါမယ် surprise ပါโอเคပါခင်ဗျာအာနံပါတ်1ကတော့ကျွန်တော်ပြီးခဲ့တဲ့ interview မှာပြောခဲ့သလိုပဲ ရှေ့ရ former queen တွေ miss grand queen တွေ miss grand ရဲ့တာဝန်ရှိသူတွေရဲ့ကျေးဇူးရှိပါတယ်တကယ်ကျေးဇူးတင်ရပါဘာကြောင့်လဲဆိုတော့ miss grand မြန်မာကိုသိလောင်စ조사ခဲ့တဲ့조사အားထုတ်မှုကိုကျွန်တော်တို့အတိအမှတ်ပြုရမှာပါဆိုတော့ကျွန်တော် level ယူခဲ့တဲ့အခါမှာတချို့ကြတော့နည်းနည်းလေး confuse ဖြစ်နေတယ်နောက်ပြီးလို့ကိုယ့်အပေါ်မှာတမျိုးဖြစ်နေတာရှိရပါတော့ဒါအခြေအနေအကြောင်းမျိုးကြောင့်ဖြစ်ခဖြစ်လာရတဲ့အခါမှာပြီးခဲ့ကိစ္စပြီးသွားပြီပေါ့ဒါပေမဲ့ကျွန်တော်တို့ကသူတို့ရဲ့ ဟိုစူးစမ်းအားထုတ်မှုတွေကိုကျွန်တော် respect ရှိရပါမယ်အအတိမတ်လည်းပြုရပါမယ်ဆိုတော့ကျွန်တော်အလက်ရောက်တဲ့အခါမှာလည်းဟိုဘယ်လိုပြောရမလဲသူတို့စူးစမ်းခဲ့တဲ့အရာကို ပို့ပြီးတော့ကောင်းအောင်နောက်ပြီးလို့ရှိရင်သူတို့စူးစမ်းခဲ့တဲ့အရာတွေကိုပြက်စီးမသွားအောင်လို့ကျွန်တော်ပို့ပြီးတော့ကောင်းအောင်လုပ်သွားဖို့ရည်ရွယ်ထားပါတယ်ခင်ဗျရောက်တော့မှာပါရောက်တော့မှာပါကျွန်တော်တို့အခုဟိုကျွန်တော်ရဲ့ဒီ Instagram page မှာ launch လုပ်ထားလို့ပဲကျွန်တော်တို့ June 21မှာ ကျွန်တော်27မှာ grand final ပြုလုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်အမြဲဟိုပြီးခဲ့ပြောအမြဲပြောခဲ့သလိုပေါ့ဟိုမီအောင်ဆိုတာအထက်ကိုမှီဖို့ကျွန်တော်တို့ကသူတို့ရဲ့ဟိုကျိုးစားအားထုတ်မှုတွေကိုကျွန်တော် respect ရှိရပါမယ်ပွဲပေါ်မှာဘလောက်အာယံထဲ့နိုင်တယ်လဲဘလောက်အထိဘယ်လိုပြောမလဲအဲ effort ထည့်နိုင်မလဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကအဓိကထားသွားမှာပဲဖြစ်ပါတယ်။မီတယ်မမီဘူးဆိုတာအထက်ကိုဒီလောက်စူးစမ်းအထောက်မှုဘယ်လောက်ရှိတယ်လဲဆိုတာဟာကိုပဲကျွန်တော်အကဲဖြတ်မှာပဲဖြစ်ပါတယ်။အဲ့အတွက်ကိုအဲ့အတွက်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီ Pigeon Tree လောကမှာကျွန်တော်ဟိုကဆနစ်ကျော်ပေါ့နော်ကျွန်တော်ဒီနေမှာကချင်ပြည်နယ်မှာကျွန်တော်ပြုလုပ်ကျင်းပခဲ့အများ experience အရာကျွန်တော်ရဲ့ဒါဘယ်လိုပြောမလဲ လှုပ်ဆောင်ခဲ့တဲ့အရာတွေအပေါ်မှာကလေးတွေယုံကြည်ပေးရလို့ယေရှုတင်ပါတယ်အဲယုံကြည်မှုအပေါ်မှာလည်းပဲကျွန်တော်တတ်မှုထားပြီးဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ် fully spoil လုပ်သွားပါမယ်ကျွန်တော်ဟောပြီးခဲ့တဲ့ interview တွေမှာပြောခဲ့သလိုပဲကျွန်တော်တို့စီမှာကျွန်တော်တို့စီမှာ i give my best ကျွန်တော်တို့တွေတတ်နိုင်ဆုံးအကောင်းဆုံး spoil လုပ်သွားမှာပါကိုယ်နိုင်ငံရဲ့ဆလွယ်လွယ်ထားတဲ့ကလေးကိုနံပါတ်1ကသူစမ်းမာဖို့စမ်းမာဖို့ဆိုတဲ့အခါမှာစိတ်စမ်းမာဖို့ကိုယ်စမ်းမာဖို့ အဲ့မှသာလဲအဲ့ဖြစ်ဖို့အတွက်ကတခြား stress တွေပြီးအောင်မလုပ်ပါဘူးဘေးနားမှာသူတခြားပူစရာမလိုပဲကျွန်တော်တို့တွေဒီပြိုင်ပွဲပေါ်မှာအကောင်းဆုံးအာယုံစိုက်ပြီးတော့ပြိုင်နိုင်ဖို့အတွက်ကိုကျွန်တော် fully sport လို့သွားမှာပါခင်ဗျအခုထွက်လာတဲ့ကလေးတွေဟိုဟာဗလဲဆိုတော့သူ fan နဲ့သူရှိမယ်ဒါကတော့သူတို့ရဲ့စူးစမ်းအားထုတ်မှုနဲ့သူတို့ရဲ့အဲဘယ်လိုပြောမလဲအဲဆောင်ရွက်မှုတွေပေါ်မှာမူတည်မယ်ပေါ့နော်ဆိုတော့အာအားလုံးလည်းပဲတထက်တဲ့ကြတဲ့သူဆိုတာထက်ကိုကျွန်တော်နိုင်ငံအတွက်ကို င့်တော်တဲ့သူကောင်းမွန်တဲ့သူရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်လို့အာရတာမျိုးရှိတယ်အာဘယ်လို့မဆိုတော့ရှိပါတယ် pressure ဆိုတာအထက်ကိုပေါ့နော် stress လည်းရှိရယ် pressure လည်းရှိရယ်အဓိကမှမှကျွန်တော်အခုပြီးခဲ့အချိန်ဒီအကြောင်းမျိုးမျိုးကြောင့်ဖြစ်တဲ့အခါမှာအရာရာအလုံးကဟိုကိုထင်တယ်လို့မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ဖြစ်မနေခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့တွေအကောင်းဆုံးစူးစမ်းသွားမှာပါကျွန်တော်အများကြီးပြောသလိုပဲ we give our best ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်